ဆိုရင်အခု collar သွားမယ်ပေါ့နော် collar သွားမယ်အခြေချမ်းနောက်ချမ်း pattern လေးပြီးသွားပြီဆိုတဲ့ခါကျတော့တစ်ချက်လို့ collar သွားမယ် collar မသွားခင်မှာအရင်ဆုံးရှေ့ချမ်းကို extension အရင်ထုတ်မယ်တစ်ချက်နော် extension အရင်ထုတ်မယ်ဆိုကိုသုံးမဲ့ကျယ်သီး size ပုံမူတည်ပြီးတော့ထုတ်မယ်ကိုသုံးမဲ့ကျယ်သီးကပုံမှန်ကျယ်သီးပုံမှန်ရှက်ကျယ်သီးပဲဆိုလို့ရှိရင်ချဲတော့ extension ကို၄၅စိတ်လောက်ထုတ်ရင်ရပြီနော်မဟုတ်လို့ကျယ်သီးအပြားကြီးတဲ့ဟာသုံးမယ်ပေါ့နော်ကိုက style လုပ်ပြီးတော့ကျယ်သီးအပြားကြီးအကွင်းကြီးသုံးမယ်ဆိုလို့ရှိရင်ကြတော့ ပို့ထုတ်ပေးရမယ်ပေါ့နော် extension ကိုဘယ်လိုမျိုးချိန်မလဲဆိုရင်ကျယ်သီးတိုင်းလိုက်ကိုသုံးမဲ့ကျယ်သီးရဥမာအခုဒီပုံမှန် size ဆိုလို့ရှင်ဒီလောက်ထုတ်တယ်ပေါ့နော်ကိုသုံးမဲ့ကျယ်သီးရဲ့အပြားကိုတိုင်းလိုက်မယ်အချင်းကိုပေါ့နော်ဒီမှာဒီမှာအဝိုင်းရှိရဲဆိုဒီရက်ဒီဒီဘယ်လောက်ရှိတိုင်းလိုက်တိုင်းလိုက်တယ်ပေါ့တိုင်းလို့တလက်မရှိတယ်ဆိုကြပါစို့တလက်မရှိတယ်ဆိုလို့ရှင်သူ့ရဲ့တဝက်က၄စိတ်၄စိတ်ဆိုတော့သူ့ထက်၂စိတ်တော်နဲ့ဆုံးပို့ရမယ်ဆိုတော့တချေတို့က extension ကို၆စိတ်အနည်းဆုံးထုတ်ရမယ်အဲ၂စိတ်ကိုမလုံလောက်ဘူးထင်လို့ရှင်တစ်စိတ်ပို့ထုတ်လို့ရတယ်ခုနှစ်စိတ်ထုတ်လို့ရတယ်နော် ုံမှန်ကျဲသီး size သုံးမယ်ဆိုလို့ရှိရင်၄စိတ်ထုံရင်လောက်တယ်ကျဲက safe ဖြစ်အောင်ပိုနေတာကိစ္စမရှိဘူးပေါ့နော်လိုနေပြီးကျဲသီးနဲ့အင်ဂျီဒီ extension နဲ့အရန်ကတ်နေတယ်ဆိုလို့ရှိရင်မလှဘူးမလှတဲ့ခါကျတော့ဒီချိန်ကိုထုတ်တယ်ဆိုတော့ဒီမှာအခု၅စိတ်ထုံမယ်ဒီဆွဲထားတဲ့ center front line เนาะ center front line ကနေ၅စိတ်ထုတ်ပါမယ်ရှင်အောက်ကြီးကိုတော့ချက်ထုတ်ချလိုက်မယ်နော် 50ထုတ်လိုက်ပြီ50ထုတ်လိုက်ပြီဆိုလို့ရှိရင်ပြီးပြီဆိုတာနဲ့ချဲတော့တာ extension ကိစ္စပေါ့နော် extension ကိစ္စဖြစ်ပြီဖြစ်ပြီဆိုတော့ကျဲဒီကိုတစ်ခါလဲမှတ်ခဲ့လိုက်မယ်ဒီ extension မှာပဲเนาะဆိုရင်ဒီမှာဒီအရှိအလဲမြင်အရှိအလဲအမှတ်အရှိအလဲအမှတ်ကနေပြီးတော့မှအောက်ကိုနှစ်စိတ်ချပေးတယ်เนาะအောက်ကိုနှစ်စိတ်ချပေးတယ်ချပြီးပြီဆိုလို့ရှိရင်အဲ့ဒီနှစ်စိတ်ကနေမှတခြားတော့ဖောက်မှာပေါ့နော် level ရော hawaii ရော collar အတွက်ဖောက်မှာအဲ့နှစ်စိတ်ကနေပထမဆုံးတက်မဲ့ကျဲဒီကိုလေးလက်မှဟပါမယ်ဆိုတော့ဒီနှစ်စိတ်ကနေအောက်ကို လေးလက်မှာဟာလိုက်မယ်ပေါ့နော်ဟာပြီးတော့ကျွန်တော်ကကျဲဒီအမှတ်ကလေးမှတ်ခဲ့လိုက်မယ်နော်ကျဲဒီအမှတ်ကလေးမှတ်ခဲ့လိုက်မယ်ပြီးလို့ရှိရင်အောက်ကိုဆက်ပြီးတော့မှတ်သွားမယ်အခုကော်လာကိုအရင်ပြမယ်နော်ကော်လာကိုအရင်ပြမယ်ဆိုတဲ့အခါကျတော့ပထမဆုံးဒီမှာခြေချမ်းကိုနှစ်စိတ်ချထားတဲ့ shoulder line ရှိတယ်ပခုံး line ရှိတယ်အဲ့ဒီကနေမှ shoulder level ချဲ့မယ်ဘေးကို၃စိတ်ချဲ့တယ်เนาะဒါကို၃စိတ်ချဲ့ထားတယ်ချဲ့ပြီးပြီဆိုဒီနှစ်စိတ်ချထားတဲ့အမှတ်ကိုလှမ်းပြီးတော့ ပြည့်ပြည့်လေးဆွဲလိုက်မယ်ပေါ့နော်ဒီလိုဝိုင်းဝိုင်းကြီးမဆွဲဝိုင်းဝိုင်းကြီးဆွဲလို့ရှိရင်ကော်လာတွေကဒီဟာဝယ်ကော်လာတွေကမလှဘူးဘယ်လည်းပင်ဝိုင်းဝိုင်းကြီးနဲ့ဖြစ်နေတဲ့တချို့ဟိုပတ်တန်တိတ်မကောင်းလို့ရှိရင်ပေါ့နော်ဆိုတဲ့အခါကျတော့ကိုကတော့ပြည့်ပြည့်လေးဒီလိုပြည့်ပြည့်လေးဆွဲမယ်နော်ဒီရှေ့ထိဆွဲလိုက်ဒီရှေ့ထိဆွဲလိုက်တယ်နော်ဒီမှာချဲထားလိုက်ပြီးညင်ရတာညင်ရတော့ဟုတ်ဒီမှာချဲထားလိုက်ပြီးနော်ချဲပြီးတော့ဆွဲထားလိုက်ပြီးဆွဲထားပြီးပြီဆိုလို့ရှိရင်ကျတော့ကော်လာအပိုင်းကိုဆက်သွားမှာဖြစ်ဒီအတွက်ကြောင့်ဒီကနေပြီးတော့မှာ ဒီအခု၃စိတ်ချက်ထားတဲ့မြင်းပေါ့နော်၃စိတ်ချက်ထားတဲ့မြင်းကနေပြီးတော့မှအတွင်းဘက်ကိုဒီအတွင်းဘက်ကို၆စိတ်ဝင်မယ်နော်၆စိတ်အမှတ်မှတ်ပါမယ်6စိတ်မှတ်ထားလိုက်တယ်เนาะဒီ6စိတ်မှတ်ဒီဘာလို့မှာလဲဆိုတော့ကျွန်တော်မြင်းအရှိအရှိဆွဲမှာ folder line လုပ်ဖို့အတွက်เนาะဖောက်တဲ့ line ပေါ့เนาะ rolling line လို့လည်းခေါ်တယ် folding line ဖောက်တဲ့ line လို့လည်းခေါ်တယ်ဆိုတော့အဲ့ဒီ line ညာလာညာရဲ့เนาะ ိုလို့ရှိရင်ဒီမှာအဲ့ဒီကနေပြီးတော့မှဒီပထမဆုံးမှတ်ထားတဲ့ကျဲသီးလေးမမီးရပါဒီမှာအဲ့ဒီမှာပထမဆုံးမှတ်ထားတဲ့ကျဲသီးနော်ပထမဆုံးမှတ်ထားတဲ့ကျဲသီးရဲ့ထုတ်ထားတဲ့ extension ဘက်ကလေးကိုတစ်ချက်အမှတ်တမ်းမှတ်လိုက်တယ်နော်မှတ်လိုက်တယ်မှတ်လိုက်ပြီးပြီဆိုလို့ရှိရင်ဒီ rolling line လုံးမဲ့ဘက်ကိုပထမဆုံးထုတ်ထားတဲ့ကျဲသီးနဲ့ဒီလိုမျိုးဆွဲမယ်နော်ဒီလိုမျိုးဆွဲပြီးလိုက်နော် ဆွဲပြီးပြီဆိုလို့ရှိရင်အဲ့ဒီမြင်းနဲ့အပြိုင်ဒီချဲ့ထားတဲ့အမှတ်နဲ့တကြောင်ဆက်ဆွဲပြီးမယ်အပြိုင်ဆွဲပါနော်ဒီမြင်းနဲ့အပြိုင်ဒါမျိုးချဲ့ထားတဲ့အမှတ်နဲ့နော်ပေါ်လို့နဲ့တက်ဆွဲမယ်အဲ့ဒါကဘာလို့မှလဲဆိုတော့တချဲ့ဆွမ်းလာတော့ကပက်တန်တင်တော့ကနောက်ချမ်းကိုပတန်ပြရင်လည်းလေပင်တစ်ခါလေးတိုင်းခဲ့တယ်လေတိုင်းခဲ့တဲ့နောက်ချမ်းလေပင်ကိုဒီမှာအမှတ်မယ်เนาะချဲတို့နောက်ချမ်းလေပင်က သုံးကွဲရထားတယ်ဆိုတော့သုံးကွဲမှတ်မယ်မူလလေဘင်းမှတ်နဲ့မူလပကုံးမှတ်နဲ့တွားမှားပြီးတော့မှတ်မိတတ်တယ်เนาะဒီနှစ်စိတ်ချထားတဲ့အမှတ်နဲ့မှတ်ပါသုံးကွဲမှတ်လိုက်တယ်เนาะကိုယ့်ရဲ့နောက်ချမ်းပေါ့ကိုယ့်ရဲ့နောက်ချမ်းလေဘင်းကိုမှတ်မယ်သုံးကွဲရပြီသုံးကွဲရပြီဆိုဒီအမှတ်ကနေအပြင်ဘက်ကိုတစ်နှစ်စိတ်ထုတ်မယ်ညနေလေးတော့အာရုံစိုက်ပြီးကြည့်ပြီเนาะဒါပေမဲ့ပက်တန်အရင်လှတယ်ပြီးရခါကြလို့ရှိရင်လေ ready to wear ဒီပက်တန်နဲ့တာစိတ်ချပြီးတော့ကြောင်လုံးဝဟို ဘယ်ပြောမလဲအထည်ဈေးကြီးတဲ့ quality ထွက်ကိုထွက်တယ်ပြီးရင်ခဏလေးချုပ်ပြီးရကြလို့ရှင်လည်းအသေးသေးပြပေးမယ်မတူတဲ့ချုပ်နည်းလေးရှိသေးတယ်ဆိုတော့ဒီမှာတင်းနှစိတ်เนาะတင်းနှစိတ်ထွက်ပြီးပြီဆိုလို့ရှင်ရင်အဲ့ဒီတင်းနှစိတ်ကိုဒီမြင်းနဲ့ဆက်မှာပေါ့เนาะဒီအမှန်နဲ့ဆက်ပြောတာအဲ့ဒါကဘာဖြစ်ရမလဲဆိုတော့အနောက်ချမ်းလေပင်နော်ဒီအနောက်ချမ်းလေပင်၃လေးစိတ်ကိုဒီဘက်ကိုပြတ်မှတ်မယ်ကိုအနောက်ချမ်းလေပင်ကိုမှတ်နော်၃လေးစိတ်ကပုံမှန်မဟုတ်ပါဘူးဒီချက်ပတ်တိုင်းအနောက်ချမ်းလေပင် medium size ဆွဲပြထားတယ်နော်အစားကလေးဆိုတော့ဒီမှာဒီ၃လေးစိတ်က ဒီလိုလေးပေါ့တောင်းမန်လေးမှတ်လိုက်မယ်။ဒါမျိုးရ။နော်ဒီလိုတောင်းမန်လေးမှတ်လိုက်မယ်။ဒီရလားညာတော့။ဆိုရင်ဟိုကိုယ့်ဘာကိုဖုံးထောင်ပြီးရိုက်နေတဲ့ခါကျတော့လေလွတ်နေမမြင်နေမပနေတာမသိမှာဆိုလို့။ဆိုရင်ဒီမှာအမှတ်မှတ်လိုက်ပြပေါ့နော်။မှတ်လိုက်တယ်ဟိုတောင်းမန်ဆွဲလိုက်တယ်။တောင်မန်ဆွဲလိုက်ပြီးပြီဆိုလို့ရှိရင်ဒီဥစ္စာလေးရာ share လို့ folding line လေးရသွားတာဖြစ်ဒီအတွက်ကြောင့်ဒီ folding line လေးကို rolling line လေးကိုခောက်ပြီးတော့မင်းငယ်လေးနဲ့ share လို့ပွားယူကြမယ်နော် a little permission. Okay. မှာဒါလေးဆွဲထားတာဆိုတော့တက်တန်းအရှိကြီးဖြစ်တယ်ဒီမှာထည့်လိုက်မယ်မင်းရန်လေးစုမင်းရန်နော်ဆိုရင်ဒီမှာကြာလေးလေးဒီဟာလေးဒီဟာလေးကိုပွားယူမယ်နော် ဒီလိုလေးရပြီးပြီပေါ့နော်ရပြီးပြီဆိုလို့ရှိရင်ကော်လာရဲ့အဟလေးလုပ်မယ်နော်ကော်လာရဲ့အဟလေးကို6စိတ်တလက်မှလောက်ပဲဟာမယ်အဲ့ဒါအလားဆုံးပဲအဲ့ထက်ပို့ပြီးတော့ဟာလို့အဟရကြီးနေမလှဘူးပြပြဖြစ်နေတာရှိမသိနေလည်းမလှပြောင်းဆိုတော့6စိတ်နဲ့တလက်မှကိုကြိုက်တဲ့ဟာကိုဟာပေါ့နော်ချဲတလက်မှဟာလိုက်ပါမယ်နော်တလက်မှဟားလိုက်တယ်ဟားပြီးရဒီကနေဒီတလက်မှဟားလိုက်တယ်ပေါ့နော်ဟားပြီးရင်ဒီဘက်ကိုဒဲ့ဆွဲမယ်နော်ဒဲ့ဆွဲဖို့ဘယ်မြင်းနဲ့ဆွဲမလဲဆိုဒီမြင်းနဲ့ဒီအခုထုတ်ထားတဲ့ဒီ center front line နဲ့အပြိုင်ဆွဲမယ်ဆိုတော့ဒီပေတံမှာပါတဲ့ကန့်လန့်ကိုဒီမြင်းပေါ်တင်လိုက်ပေါ့နော်ဆိုရင်ဒီမှာဒီဘက်ကိုရပြီနော်ရရင်ဒီချေအဲ့ဒီဥစ္စာလေးကို16စိတ်လောက်ထားခြင်းလေထုတ်တယ်ပြအောင်လေ16စိတ်16စိတ်မဟုတ်ဘူးတမန်ရနှစ်ထားခြင်းလေနှစ်ခွက်တိုက်တက်လို့ထားလို့ရတယ်နော်ကိုစတိုင်ဒီဥစ္စာတော့ကိုအပြောင်းလဲလုပ်လို့ရပါတယ်ဆိုရင်ဒီမှာ16စိတ်โอเคနော်16စိတ်ထားလိုက်ပြီနော်ထားလိုက်ပြီးပြီဆိုလို့ရှိရင်အခု ီဒီအမှတ်ကလေးပေါ့နော်ဒီအမှတ်ကလေးကိုဒီချေဒီဘက်ကိုပြန်ပြီးတော့ပွားယူခြင်းနဲ့ဒါလေးကိုဒီဘက်ပြန်ရောက်ခြင်းလို့နော်ဆိုတော့ပြန်ပြီးတော့ rolling line ကနေပြန်လှိမ့်မယ်ဒါကမီဒီယမ်ဆိုင်းကိုပြောပြတာเนาะ ပါနေမဆွဲပြဘူးဆိုတာလေနှင်းလုံးကြီးအရင်ကြည့်တယ်တကယ်ဒါကိုချုပ်ပါချုပ်ပြမှာတစ်ထည်လုံးထွက်တည်အထိဟိုဆွနာပြတယ်တကြံပိတ်စားလောက်လေးနဲ့ချုပ်ပြမှာဆိုတဲ့အခါကျတော့ဆော့ပန်နဲ့ဆွဲလို့အလုံးရမ်းကြည့်နေတယ် ချုပ်သွားတဲ့ခါကျတော့စိတ်ကွာနဲ့စိတ်ကွာတွေဖြစ်နေတာဘူးလို့လေဒါလေးနဲ့အဆုံးထိချုပ်ပြမှာဆိုတဲ့ခါကျတော့เนาะဆိုရင်ဒီမှာဒါလေးရဲ့လူလေးရက်သွားပြီပေါ့နော်သူ့ကိုတစ်ချောက်စိတ်ယူထားတာမို့လို့ရမယ်နော်ရပြီဆိုလို့ရှိရင်ဒါကိုတစ်ချောက်စိတ်ယူထားတာမို့လို့ဒီချက်ဒီအပေါ်ကိုတစ်ချက်ကြီးပြီးတော့ယူပေးလိုက်မယ်ပေါ့နော်နှစ်ချက်စိတ်ယူထားမယ်မဟုတ်လို့ဒီအရောသမီးတို့က နှစ်ယူတယ်နှစ်ခွဲယူတယ်ဆိုလို့ရှိရင်သူ့ကိုပို့ကြည့်လို့ရပါတယ်ဒီချဲကဒါကို16စိတ်ယူပြီးတော့သူ့ကိုနှစ်နှစ်စိတ်ယူပေးပါတယ်နော်နှစ်နှစ်စိတ်ယူပေးတယ်နှစ်နှစ်စိတ်ယူပြီးတော့ဒါလေးကိုဒဲလီဆွဲလိုက်တယ်ပေါ့နော်ဒဲလီဆွဲပြီးရင်ဒီအောက်ကလေးနဲ့ကပြည်ပြည်လေးဖြစ်အောင်လို့စက်မယ်ပြေးရလေးနဲ့ပဲပြည်ပြည်လေးဆက်မယ်เนาะပေကွေးတွေသုံးပြီးတော့မကွေးဘူး main clay wood ဆိုလို့ရှင်တော့ဆရာနားလေးကိုနည်းနည်းစားတယ် main clay wood ဟာဝယ်ရန်ကော်လာဆိုလို့ရှင်နားလေးကိုနည်းနည်းစားတယ်ပြီးတော့ဆောနတင်ခဲ့တဲ့အရှိချမ်းအနောက်ချမ်းကိုလည်းအတူအလျော်ကို main clay wood မှာဆိုရင်မလုပ်မလဲအရှိချမ်းကိုတိုးမယ် main clay ရရင်ကြီးရတူချောင်းမလို့နောက်ချမ်းကိုလျှော်မယ်ပေါ့ဒါယောက်ျားလေးကိုဖြစ်တဲ့ခါကျတော့ခြေရောအနောက်ချမ်းကိုတိုးထားပြီးတော့အရှိချမ်းကိုလျှော်ထားတယ်နော်ကော်လာမှာဆိုလို့ရှင်လည်းအဲ့လိုအပြောင်းအလဲလေးတချို့ရှိမယ်ကြားမယ်နော်ပြင်းเนาะပြပြလေးပဲလိုချင်တာဒါကကျေတို့ကလေပင်ဒီဒီဒီမြင်းကဗာလဲဆိုတော့လေပင်ကိုဖောက်မဲ့အမှတ် နော်ဒါတော့မဖြေနိုင်ဘူးဒီမှာပြန်ပြန်ဖြေပြမယ်ဒါလေဘင်းကိုဖောက်မယ်အမတ်လေဘင်းကိုဖောက်မယ်အမတ်ကော်လာကြလို့ရှိရင်လေဘင်းဖောက်မယ်အမတ်ထက်နှစ်စိတ်အထဲကိုထပ်ဝင်ခြင်းနဲ့ကော်လာနဲ့လေဘင်းနဲ့တွဲတဲ့နေရာမှာအဲ့ဒါလေးကနှစ်စိတ်လောက် overlap ဖြစ်နေမယ်ပေါ့နော်နှစ်စိတ်လောက်ထက်နေမယ်ပေါ့နှစ်စိတ်လောက်ထက်နေမယ်ဆိုမှအဲ့ညရုပ်ထွက်ကအရန်กว่าတယ်ဟိုဈေးကြီးတဲ့အထဲပုံစံလုံးဝပေါက်သွားတယ်နှစ်စိတ်ချက်ပြီးတော့ဒါကော်လာအတွက်နော်ကော်လာတော့အဲ့ကြလို့ရှိရင်မှဒီလိုလေးဖြေဒီမှာမဖြေလဲရသေးဘူးကျွန်မပြတ်တာလောသွားလို့ဒီမှာ ဲ့ကြတော့မှ share တော့ဒီဟာလေးနဲ့ပြည်ပြည်လေးဖြည့်လိုက်မယ်ပေါ့နော်အရင်ကောက်ကောက်ကြည့်မလို့ချင်းညီရလားလက်လက်ကိုယ်ညီရလားနော်ဆိုလို့ရှိရင်ကော်လာအနေနဲ့ကချေပါဒီနှစ်စိတ်ချဲ့ထားတဲ့ဟာလေးပေါ့နော်နှစ်စိတ်ချဲ့ထားတဲ့ဟာလေးကိုမိတူလေးနဲ့ပွားယူမယ်နော်လယ်မင်းပေါက်နေနဲ့ကြတော့ဒီလိုညှက်လာတဲ့အခါမှာဒီမှာနှစ်စိတ်ဝင်နေတဲ့နာအထိညှက်ပြီးတော့ပခုံးကိုညှက်ချလိုက် ပေါ်ပေါက်တယ်နော်ဆိုလို့ရှိရင်အခုဒီမှာ0နိုင်ငံနဲ့လိပ်စုနဲ့ပေါ်လာကိုပွားမယ်ရှင် ပွားပြီးပြီเนาะဒီနားလေးကိုဘာလို့မှတ်တာလဲဆိုတော့နောက်ချမ်းလဲပြီနောက်ချမ်းလဲပြီအစုံနေရာလေးမို့လို့မှတ်လိုက်တာမိငံမထုတ်ရင်လည်းဒီမှာမိငံထုတ်ပြီးပါလို့ဒီနားလေးเนาะဒါဒီ back neck နောက်ချမ်းလဲပြီเนาะဒါကဘာဖြစ်ရမှာလဲခေါင်းယူဖြစ်ရနော်ခေါင်းယူဖြစ်ရမယ်ပြီးပြီဆိုလို့ရှိရင်ဒါကလေဘင်းနဲ့တွဲမဲ့ဘက်ပေါ့နော်လေဘင်းနဲ့တွဲမဲ့ဘက်ဆိုလို့ရှိရင်ခြေလို့อ่ะ ချုပ်စာကို၃စိတ်ထုတ်ခဲ့မယ်။တပတ်လေပုံချုပ်မဲ့ဟာကိုဆိုလို့ရှိရင်တော့ချက်နှစ်စိတ်ပဲထုတ်ပြ။နစိဆိုပြီးလေပြပဲပူချုပ်စီကျင်တာပေါ့နော်နည်းနည်းတော့ချုပ်ရတာလက်ဝင်တယ်တစ်ချက်ချုပ်ပြတဲ့ခါကျလို့ရှိရင်သေးစိတ်ချုပ်ပြမယ်ဒီမှာတော့ချင်းမှာတော့ကူမဲ့လို့မရှိတော့ကြောက်သေးပဲရိုက်ကြောက်သေးပဲချုပ်ကြောက်သေးချုပ်ပြီးတင်းဆက်ပေါ့နော် ိုလို့ရှိရင်ဒါကတော့ခံယူပါနော်ခံယူနော်ဒါလေးကိုဖောက်လိုက်ဖောက်လိုက်ပြီးတော့တစ်ခါလေးညှက်လိုက်ရင်ကော်လာရဲ့အပြားလိုက်ထွက်လာမယ်ပေါ့နော်ကော်လာရဲ့အပြားလိုက်ထွက်လာမယ်အဲ့ညမှာပြောစရာတစ်ခုရှိတာနောက်ထပ် secret တစ်ခုပေါ့နော်နောက်ထပ် secret တစ်ခုကဘာလဲဆိုလို့ရှိရင် ူးပြစ်ဖို့ဒါလဲဆိုလို့ရှိရင်ကော်လာကိုကော်လာကိုလေဘင်းနဲ့ထိနေတဲ့ဘက်ပေါ့ဟိုပပကောမယ် top collar ကောမယ် top collar ကိုကြာလို့ရှိရင်ဘယ်ဟာဒီစိတ်ပုံမယ်ပုံကပြောပါလိမ့်မယ်ခဏလေးတော့ပြရသွားပြီးကောင်းမရှိကော်လာလေးကို ဒီစိတ်လောက်လေးပူထားမယ်ပေါ့နော်လဲလေးနဲ့တွဲလည်းပဲမဟုတ်ဘူးကော်လာအချင်းချင်းတွဲလည်းပဲကလေးကိုချုပ်စာမှာဒီစိတ်လောက်ပူထားလို့ရှိရင်မဖြစ်လဲဆိုတော့အောက်ကကော်လာရပုံတက်လာတာမျိုးမဖြစ်တော့ဘူးပို့ပြီးတော့တက်ရတယ်ဒီစိတ်လောက်လေးကဘာမှမဟုတ်ဘူးမပြောပါတော့ဘူးဟိုချုပ်သွားတော့နေလေးလက်ဝင်နေတိုးတော့အထရေဈေးကြီးတဲ့အထုံပေါက်တယ်ပေါ့နော်ကိုဈေးရတယ်ဆိုလို့ရှိရင်အဲ့ဒါမျိုးထုတ်ပြီးပေါ့ပြောချင်တာအဲကိုကခုကဒါ ready ဝယ်တော့အဓိကပြတာဆိုတော့ small medium large နဲ့ပြထားပေးတယ် ready ဝယ်ထုတ်ချင်တယ်ဆိုလို့ရှိရင်လည်း high end market ကိုပွားမဲ့ဟာမျိုးကြလို့ရှိရင်အဲ့လို technique တွေကိုသုံးပေါ့နော်မဟုတ်လို့တိတ်ဈေးမရဘူးဒီတိုင်းပဲပေါ့ပါပဲဆိုလို့ရှိရင်တော့လေပုံမှန်အတိုင်းပဲလုပ်ပေါ့နော်နောက်ဆက်နေတွဲမဲ့ဟာလေးကိုတော့ match လုပ်ထားမယ်နော်နောက်တစ်ခုရှိသေးတာကဘာလဲဆိုလို့ရှိရင် collar နဲ့ lemon နဲ့တွဲတဲ့အခါမှာဒီအရှိရနေတောက်ရှောက်ဒီနားအထိတွဲတာက collar ကိုအထည့်ထည့်ပြီးတော့တွဲမှာအင်ကြီးအသားနှစ်ခုကအုပ်မှာဒီအနောက်ဘက်ကိုတောက်လျှောက်ကြလို့ရှိရင်ကြတော့အင်ကြီးပြန်ဝင်မှာ collar အုပ်မှာအဲဒါကြလို့ရှိရင်တော့တွဲရင်တိတ်စိတ်လေးပြပေးပါမယ်အခုတော့ ာဝယံကော်လာလေးပြီးပါပြီလက်ကိုဆက်မယ်ရှင်